ကြုံမှာကြောက်နေတာကပဲခမားရဲ့အကြီးမားဆုံးကြချုံခြင်းလား Sri Audiobook YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ကတော့တင်တို့ရဲ့ဘဝအောင်မြင်ရေးအတွက်တစ်ဖက်တစ်လမ်းကနေကုညီပါဝင်ပေးနေတဲ့ကိုစင်ချွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အရန်အရေးကြီးတဲ့မေကွန်လေးတစ်ခုနဲ့စချင်ပါတယ်ကျွန်တော်ကခမားတို့ရဲ့ဘဝမှာလုံးဝ မကြချုံးအောင်နေပါလို့ပြောမဲ့အစားကြချုံးမှာကြောက်နေတဲ့စိတ်ကပဲခမားတုတ်ကိုကြချုံးစိမဲ့အစိတ်အတော့ဖြစ်တယ်လို့ပြောလိုက်ရင်ဘယ်လိုခံစားရမလဲဟုတ်ပါတယ်တင်ကြားလိုက်တာမှတ်မှားပါဘူးဒီနေ့ကျွန်တော်တို့အသက်16နဲ့30ကြာလူငယ်တွေရဲ့အကြီးမားဆုံးအိမ်မက်တွေကိုတပ်ပစ်နေတဲ့ ကျဆုံးမှာကြောက်တဲ့ယောဂအကြောင်းကိုအတိတ်ကထားဆွေးနွေးသွားမှာဖြစ်ပါလေကျွန်တော်စီကိုကိုချင်းလာယူတဲ့လူငယ်တော်တော်များများမှာတူညီတဲ့ပိန်ပွင့်တစ်ခုကိုတွေ့ရတယ်သူတို့မှာအကြီးအရှင်ရှိတယ်အိမ်မက်တွေရှိတယ်အင်တာနက်ပေါ်ကနေဒေတာတွေအများကြီးတွေ့ထားတယ်ဒါပေမဲ့သူတို့မဆဖြစ်ဘူးဘာလို့လဲ ငါလုံးလိုက်လို့မှားသွားရင်ဘယ်လိုလုပ်မလဲသူများတွေငါကိုရဲရင်ဘယ်လိုလုပ်မလဲငါပတ်စံတွေဆုံချုံသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ what if ဆိုတဲ့မေခွန်းတွေနဲ့ပဲကိုကိုကို ပြန်ရှင်းအောင်ထားကြပါတယ် social media ကို friend လိုက်ရင်လဲကိုထက်ငယ်တဲ့သူတွေအောင်မြင်နေတာတွေ့တော့ကိုကိုကိုပို့ပြီး တန်ဖိုးမရှိသလိုခံစားလာရတဲ့ဒီလိုနဲ့ပဲလအတွေနှစ်တွေပုံသွားတဲ့ဘာတစ်ခုမှ မစဖြစ်လိုက်ပဲနဲ့ပေါ့ဒီခံစားချက်ကိုတင်လဲရင်းနှီးနေပြီးသားဖြစ်တယ်မဟုတ်လားကျွန်တော်ဇက်လန်းလေးတပုတ်ပြောပြချင်ပါတယ်ကျွန်တော်ရဲ့ client တယောက်သူ့ကိုမေလို့ပဲခေါ်ကြပါဆိုဗျာမေကစီးပွားရေး business သေးသေးလေး တစ်ခုကိုစကျင်နေတာ ကြာပြီမာကတ်ရက်ဆက်လဲလှုပ်ထားပြီးပြီပရိုတက်လဲရှင်းနေပြီးသားဖြစ်တဲ့ဒါပေမဲ့ face ကိုလန်လှုပ်ဖို့ မလှုပ်ရဲဘူးသူကြောက်နေတာက order မတက်ရင်ငါတငယ်ချင်းတွေဝိုင်းလောင်ကြမှာလားဆိုတဲ့အတွင်းနဲ့ပါဒီနေ့မှာကျွန်တော်သူ့ကိုပြောလိုက်တယ်မေမင်းရဲ့ပထမဆုံး ထရက်တဆယ်ခုကိုရောင်းမထွက်ရင်လည်းဖြစ်တယ်အဲ့ဒါကြဆုံးတာမဟုတ်ဘူးကစတမာကဘာကိုမကြိုက်တာလဲဆိုတဲ့ data ကိုပတ်စံပေးပြီးသင်လိုက်ရတာလို့ဟောမကြိုက်တာလဲဆိုတဲ့ data ကိုပတ်စံပေးပြီးသင်လိုက်ရတာလို့သဘောထားလိုက်ဆိုပြီး mindset ပြောင်းပေးလိုက်တယ်အဲ့ဒီနောက်မှာသူ page ကို လမ်းလှုပ်လိုက်တယ်ဟုတ်တယ်ပထမလမ်းမှာရောင်းအားကသိမ့်မကောင်းဘူးဒါပေမဲ့သူ customer feedback တွေကနေဘာလိုအပ်နေတယ်လဲစတာကိုသင်ယူပြီး product ကိုရော marketing ကိုရောပြင်လိုက်တယ်6လအကြာမှာတော့သူကသူ့ရဲ့ full time အလုပ်ကရတဲ့လစာထက်တောင်ပုံနေပြီး သူသာအဲ့ဒီနေ့ကကြာဆုံးမှာကြောက်လို့ဆိုပြီးမဆခက်ရင်ဒီနေ့အထိဝန်တန်းဘဝနဲ့ပဲနောင်တရနေအောင်ပါပါ။ Okay ဒါဆိုဒီကြောက်စိတ်ကိုဘယ်လိုကြော်လွားပြီးခိုင်မာတဲ့အောင်မြင်မှုလမ်းကြောင်းကိုတည်ဆောက်မလဲ။ကျွန်တော်မိပြတယောက်အနေနဲ့လူငယ်တိုင်းကိုတည်ဆောက်စေခြင်းတဲ့ဘဝရဲ့အမခံ တိုင်ငါတိုင်ကိုမျှဝေပေးကြပါတယ်ဒါကမကြချုံးအောင်ကာကွယ်ပေးမဲ့အခြေခံအုံမြစ်တွေပဲဖြစ်ပါတယ်နံပါတ်1 mindset ကိုပြင်ဆင်ပါ filler 1 the right mindset တိုက်ပွဲဝင်တိုင်းတိုက်ပွဲတိုင်းကိုခေါင်းထဲမှာအရင်နိုင်အောင်တိုက်ရတယ်ကြချုံးသွားရင်ငါညံ့တယ်လို့မတွေးပဲ ဘာသင်္ကန်းစာရလိုက်တယ်လဲဆိုတာကိုရှာပါ every fear is a fever is the data number 2ရှင်းလင်းတဲ့ဗန်းတိုင်ထားပါ filler to a clear vision a clear vision သင်ဘယ်သွားစင်လဲဆိုတာ မသိရင်ဘယ်လမ်းကသွားသွားလမ်းပြောက်နေမှာပါပဲ ဒီတစ်နှစ်အတွင်းမှာ ကိုကိုကိုဘယ်နေရာမှာမြင်ကျင်လဲစာအုပ်ထဲမှာစရေးလိုက်ပါ that is you are not star နံပါတ်3တင်ယူမှုကိုဘယ်တော့မှ မရက်ပါနဲ့ဖီလာ3 continuous learning ကျောင်းဘွဲ့တစ်ခုတည်းနဲ့မလုံလောက်တော့ဘူးကိုလှုပ်ရှင်တဲ့နေပယ်က expert တွေရဲ့စာအုပ်တွေ pocket တွေနားထောင်ပါ online court တွေတက်ပါ lan amlan relan တွေကိုလောက်ပါနံပါတ်၄ငွေကြေးစီမံခန့်ခွဲတက်ပါစေ pillar for financial mastery ငွေကြေးစီမံခန့်ခွဲမှုရန်တာကလူငယ်တွေရဲ့အိမ်မက်ကို တတ်တဲ့နံပါတ်၁လက်နက်ပဲရတဲ့ဝင်ငွေထဲက30ရာခိုင်နှုန်းကို အရင်စုပြီးမှ gender ကို၃ပါမလိုအပ်တဲ့အကျွေးတွေအထူးသဖြင့် credit card အကျွေးတွေကိုရှောင်ပြင်ပါနံပါတ်၅မှန်ကန်တဲ့ cycle တစ်ခုတည်ဆောက်ပါ filler 5 the right cycle ကိုကိုအားပေးတဲ့သူကိုကိုထက်တော်တဲ့သူတွေနဲ့ပဲပေါင်းတင်ဆက်ဆံပါကိုယ်ကိုအမြဲအစိုးမြံစိတ်တွေပေးနေတဲ့သူတွေနဲ့ ခတ်ဝေးဝေးနေပါတဘဝအတွက်လမ်းညွန်ပေးနိုင်မဲ့နန္ဒာတယောက်ကိုစာဖွေပါဒီနေ့ဒီပေါ့ကတ်ကိုနားထောင်ကြည့်သွားတဲ့အခါကျွန်တော်တင်တို့ကိုအင်စာ အများကြီးမပေးချင်ပါဘူးအခုနောက်ကပြောသွားတဲ့ဖီလာ၅ခုကိုပြန်စဉ်းစားကြည့်ပါ ပြည်ရင်ကိုကိုကိုမေကွန်းတစ်ခွန်းပဲရိုးရိုးသားသားမေးကြည့်ပါ ဒီတိုင်ငါးတိုင်မှာအခုလက်ရှိငါဘဝအတွက်အာအနေဆုံးတိုင်ကဘယ်တစ်ခုလဲအဲ့ဒီအာအနေဆုံးတိုင်ကိုသိပြီဆိုရင်အဲ့ဒါကိုပုံမူခိုင်မာအောင်လုပ်ဖို့နောက်24နာရီအတွင်းမှာသင်လုံနိုင်မဲ့အသေးဆုံးလောက်ဆောင်ချက်တစ်ခုကဘာဖြစ်မလဲစာအုပ်တစ်မျက်နှာဖတ်တာပဲဖြစ်ဖြစ် ကိုပိုင်ဝင်ဝင်ထွက်ငွေကိုစာရေးကြည့်တာပဲဖြစ်ဖြစ်ကိုလေးစားရတဲ့စီနီယာတယောက်ကို coffee light type ဖို့ message ပို့လိုက်တာပဲဖြစ်ဖြစ် just one small action ဘာဖြစ်မလဲဆိုတာကိုဒီနေ့စဉ်းစားပါအောင်မြင်ခြင်းဆိုတာကြီးမားတဲ့ခုံပေါက်ချင်းတွေကနေလာတာမဟုတ်ပါဘူးနေ့စဉ်လှမ်းနေတဲ့သေးငယ်ပြီးမှန်ကန်တဲ့ ရှေလန်းတွေကနေတိဆောက်ရတာပါကြာချုံးမှာကို မကြောက်ပါနဲ့ဘာမှမလုပ်ပဲတနေရာတဲမှာဇက်နေရာမှာကိုပဲကြောက်ပါနောက်ရက်တွေမှာလုပ်ငန်းတစ်ခုကို မစခင်တိထားတင့်တဲ့အချက်တွေ အကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးကျွန်တော်ကတင်တို့ရဲ့ဘဝအောင်မြင်ရေးအတွက်တဖက်တလန်းကနေ ကူညီပေးနေတဲ့ကိုစင်ချွေဖြစ်ပါတယ်။တင်တို့အားလုံးရဲ့အောင်မြင်မှုခရီးလမ်းကိုကျွန်တော်အမြဲအားပေးနေပါတယ်။အားလုံးပဲခွန်တော်နေလေးဖြစ်ပါစေ။ကိုလတ်ပါ။ Bye bye.